သတင်းပရသမျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာခုတကပရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာဘာဝဲနိုင်ငံပေါင်း16ခုမှနိုင်ငံသားများအားအမေရိကန်နိုင်ငံသို့ခရီးသွားဝင်ရောက်ခွင့်တားမြစ်တဲ့အမိန့်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးကောင်း မြန်မာနိုင်ငံသားတွေကိုအမေရိကန်ဝင်ရောက်ခွင့်လုံးဝကန့်တတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာအမေရိကန်နိုင်ငံရဲ့မျိုးသားလုံးချုပ်ရေးနဲ့ပြည်သူလုံးချုပ်ရေးအန္တရာယ်များမှကာကွယ်ရန်မြန်မာအပါဝဲနိုင်ငံပေါင်း၁၉နိုင်ငံမှနိုင်ငံသားများအနေနဲ့အမေရိကန်နိုင်ငံသို့ခရီးသွားလာဝင်ရောက်ခွင့်တားမြစ်တဲ့အမိန့်ကိုအမေရိကန်သမ္မတထရန့်ကဒီကနေ့လက်မှတ်ရေးထိုးလိုက်တယ်လို့ CNN သတင်းရသိရှိရပါတယ်။ဒီထဲမှာမြန်မာနိုင်ငံသားများဟာလည်းအမေရိကန်နိုင်ငံသို့ခရီးသွားလာရောက်ခွင့်လုံးဝကန့်သတ်ခံရတဲ့နိုင်ငံပေါင်း၁၂နိုင်ငံမှပါဝင်ကြောင်းအာဖဂန်နစ္စတန်မြန်မာချက် ကွန်ဂိုတမရနိုင်ငံအီကွေတာရီယက်ဂီနီအီထရီးရီးယားဟေတီအီရန် လေဗျာ ဆိုမာလီယာဆူဒန်ယီမင်စားတဲ့စစိုးပေါင်းနိုင်ငံပေါင်း၁၂ခုမှနိုင်ငံသားတွေကိုအမေရိကန်တို့ဝင်ရောက်ခွင့်လုံးဝအပြည့်အဝကန့်သတ်လိုက်တယ်လို့သိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံသားများကိုအမေရိကန်တို့ဝင်ရောက်ခွင့်လုံးဝပိတ်ပင်ရခြင်းဟာအမေရိကန်နိုင်ငံမှာမြန်မာနိုင်ငံသားများရဲ့ဗီဇာတက်တန်ကျော်လွန်နေထိုင်မှုတွေအများပြားချင်းချောင်ဖြစ်ပြီးတော့ B1B2 ဗီဇာနဲ့တက်တန်လို့နေထိုင်မှု29တက်တမ39ခွင့်ရခိုင်နှုန်း FN နဲ့ JB စာတန်းလို့နေထိုင်မှု၄၀နှစ်တသမစခွန်ရကိုင်းလုံးရှိကြောင်းဒါပြင်မြန်မာနိုင်ငံကအမေရိကန်ကဖယ်ရှားလိုက်တဲ့နိုင်ငံသားများကိုပြန်လဲလက်ခံရန်ပူပေါင်းဆောင်ရွက်ခြင်းမရှိကြောင်းအမေရိကန်သမ္မတအင်ဗျူတော်ကသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်အမေရိကန်နိုင်ငံတို့ဝင်ရောက်ခွင့်တစ်စိတ်တစ်ပိုင်းကန့်တက်ခံရတဲ့နိုင်ငံပေါင်း9ခုရှိပြီးအဲဒီနိုင်ငံတွေထဲမှာဘရွန်ဒီ၊ကျူဘာ၊လာအို၊ဆီရာရာလီယွန်၊ဒါမင်နစ္စတန်နဲ့ဗင်ဒီဇွဲလာတို့ပါဝင်တယ်လို့သိရပါတယ်။တို့ရမှာအမေရိကန်ပြည်ထောင်စုမှာတရားဝင်အမြဲတမ်းနေထိုင်ခွင့်ရထားသူများလက်ရှိရှည်ရင်ဆွဲဖိစာခိုင်ဆောင်သူများ တချို့သောဗီဇာမျိုးစားများနဲ့အမေရိကန်အမျိုးသားဂျိုစီပွားကိုဆောင်ရွက်ပေးတဲ့လူပုဂ္ဂိုလ်များအတွက်ချွင်ချမ်းအနေနဲ့အမေရိကန်သို့နေထိုင်ဝင်ရောက်သွားလာခွင့်ဆက်လက်ခွင့်ပြုထားတယ်လို့သိရပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ရွာငံမျိုးနဲ့ပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဖန်ဆီးခန့်ရပြီးတဲ့နောက်စကောင်းစီရဲ့စစ်ကြောရေးစခန်းမှာကြာဆုံးခဲ့တဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။ရန်ပြည်နယ်ဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမျိုးနယ်မဲဆန္ဒနယ်မှာပြည်သူလွတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမင်းဟာစစ်တပ်ရဲ့ဖမ်းဆီးမှုခံရပြီးတဲ့နောက်စစ်ကြောရေးစခန်းမှာကြာဆုံးခဲ့ရတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကသတင်းထုတ်ပြန်ပါတယ်။2024ခုနှစ်ဒီဇင်ဘာလကပြည်ဟုံးလွင်မြို့မှာဒင်းရှောင်းနေစဉ်ရွာငံမြို့နယ်မဲဆန္ဒနယ်မှာပြည်သူလွှတ်တော်ကိုစလဲဦးအောင်စိုးမင်းဟာအာနာတိန်အကြံပတ်စကောင်းစီရဲ့ဖန်စီချင်းကိုခံခဲ့ရကြောင်းထို့ကဲ့သို့အကြံပတ်စကောင်းစီရဲ့ဖန်စီချင်းကိုခံခဲ့ရတဲ့ပြည်သူလွှတ်တော်ကိုစလဲဦးအောင်စိုးမင်းဟာလွန်ခဲ့တဲ့လအနေငယ်ကစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အဲ့ဒီလိုဦးအောင်စိုးမင်းစစ်ကြောရေးစခန်းမှာကွယ်လွန်သွားခဲ့ရခြင်းပေါ် ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့များစွာစိတ်မကောင်းဖြစ်ရပြီးတော့အဲ့ဒီတည်ဆုံမှုနဲ့ပတ်သက်လို့အပြေးအဝါတာဝန်ရှိတဲ့ဂျမ်ဘတ်စကောင်းစီကိုပြင်းပြင်းထန်ထန်ရုံချတယ်လို့ CRPH ကထုတ်ပြန်ကြေညာပါတယ်။ဒါပြင်တစ်ချိန်တည်းမှာပဲဖန်စီထိန်ထိန်ခံထားရတဲ့သမရအဝင်းမြင့်နိုင်ငံတော်ရဲ့တိုင်မကန်ပုဂ္ဂိုလ်ဒေါ်စာစုကြည်အပါဝင်ဖန်စီထိန်ထိန်ခံထားရတဲ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များတွက်လဲများစွာစိုးရိမ်ပူပန်လျက်ရှိကြောင်းဒါပြင်ဂျမ်ဘတ်စကောင်းစီရဲ့လူမဆန်စွာညှဉ်းပန်းနှိပ်စက်ခြင်းဇိုးဝါးစွာပြုံးမှုဆက်ဆန့်ခြင်းနဲ့လုံလောက်တဲ့ဆေးဝါးကူတာကွင့်မရရှိခြင်းတွေကြောင့် ဒိုင်းဒေသကြီးလော့တော်ကိုစလဲ၃ဦးဟာလည်းထောင်တွင်းမှာပင်တည်ဆုံခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်လို့ CRPH ကဆိုပါတယ်။ဒါပြင်ပြီးခဲ့တဲ့2022ခုနှစ်ဇွန်လမှာမွန်ပြည်နယ်လော့တော်ကိုစလဲဦးကျော်မျိုးမင်းဟာလည်းအကြံဘက်စကောင်းစီရဲ့တပွဲဝင်များကဖမ်းဆီးပြီးတဲ့နောက်လမ်းဘေးတနေရာမှာရဆက်စွာတပ်ဖြတ်ခြင်းခံခဲ့ရကြောင်းနောက်ဆုံးကောက်ယူထားတဲ့ချက်လက်များအရနေရဆုံးကဒိန်ရှောင်းနေရတဲ့ပြည်ထောင်စုလော့တော်ကိုစလဲ၁၁ဦးနဲ့ဒိုင်းဒေသကြီးပြီးနယ်လော့တော်ကိုစလဲ၁၃ဦးတို့ဟာလုံလောက်တဲ့စေကူးသားမှုမရရှိတာကြောင့်တည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ ဒါပြင်တခြားသောများစွာသောရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့၎င်းတို့ရဲ့မိသားစုဝင်များဟာလည်းအခြားနေရာဒေသများအိမ်နီချင်းနိုင်ငံများနဲ့တခြားသောနိုင်ငံများသို့ဒိန်းရှောင်းနေရဆဲဖြစ်ပြီးတော့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကိုပါချိတ်ပိတ်ခံထားရကြောင်းလက်ရှိချိန်ထိအာနာတိန်စကောင်းစီဟာပြည်တော်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်18ဦးနဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်41ဦးဖမ်းဆီးထားကြောင်းသိရှိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကြံပတ်မင်းအောင်လိုက်နဲ့မိသားစုအုံပြုရန်ငားရမ်းထားတဲ့ Airbus အမျိုးအစားလေယာဉ်ကိုဝယ်ယူရမှာ။ နိုင်ငံတော်ဘတ်ဂျက်ထဲကနေအမေရိကန်ဒေါ်လာတန်60နီးပါးအသုံးပြုခဲ့ပြီးမင်းအောင်လိုင်စိတ်တိုင်းကျလေးရင်အတွင်ပိုင်းကိုပြင်ဆင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြံပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်နဲ့မိသားစုအသုံးပြုရန်ငားရမ်းထားတဲ့ Airbus အမျိုးအစား A319 155လေးရင်ကိုဝယ်ယူရမှာနိုင်ငံတော်ရဲ့ဘတ်ဂျက်ထဲကအမေရိကန်ဒေါ်လာတန်60နီးပါးအသုံးပြုခဲ့ပြီးတော့လေရင်အတွင်ပိုင်းကိုမင်းအောင်လိုင်စိတ်တိုင်းကျပြင်ဆင်ခဲ့တယ်လို့မြန်မာလေကြောင်းရင်းမြစ်ကပြောဆိုပါတယ်။ယခုနှစ်ဖေဖော်ဝါရီလအတွင်းမင်းအောင်လိုင်နဲ့မိသားစုအသုံးပြုရန်အတွက် အမေရိကန်နိုင်ငံ Aviaton Capital Group တမှငားရန်ထားတဲ့ Airbus အမျိုးအစား A319 155လေယာဉ်ကိုဝယ်ယူခဲ့ရမှာ အမေရိကန်ဒေါ်လာ160နီးပါးကိုအသုံးပြုခဲ့ကြောင်းအဲ့ဒီအမေရိကန်ဒေါ်လာ160နီးပါးဟာအစိုးပါလေယာဉ်ကိုအပြီးပြတ်ဝယ်ယူခြင်းနဲ့မင်းအောင်လိုင်စိတ်တိုင်းကျလေယာဉ်အတွင်းကန်းတွေပြင်ဆင်ခြင်းတွေအတွက်သုံးစွဲခဲ့တယ်လို့သိရပါတယ်အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI ကအမိခံပေးထားတဲ့အဲ့ဒီ Airbus လေယာဉ်ဟာမင်းအောင်လိုင်ခီးစင်းတွေအတွက်တည်တံ့အသုံးပြုနေပြီး အဲ့ဒီလေရင်နဲ့ပဲမယောင်းလိုက်မိသားစုကလည်းပြပခီးစင်တွေကိုတိတ်တဆိတ်သွားရောက်လေရှိတယ်လို့သိရပါတယ်။လွန်ခဲ့တဲ့နှစ်များတွင်းကမယောင်းလိုက်ရဲ့စနီကျူကျူလာပါဝင်၎င်းရဲ့တာသမီနဲ့မြင်းမြစင်ကာပူတို့အလဲအပတ်သွားရမှာလကောင်းတောင်ကိုရီးယားနိုင်ငံတို့မယောင်းလိုက်ရဲ့ဇနီးနဲ့တာသမီတွေဈေးဝယ်ထွက်ရမှာလကောင်းအဲ့ဒီ MAI Airbus လေရင်ကိုအသုံးပြုခဲ့တယ်လို့သိရပါတယ်။ MAI ရဲ့လေကြောင်းလိုင်းဟာရခင်က KBZ ဦးအောင်ကိုဝင်းကပိုင်ဆိုင်ခဲ့ပေမဲ့လေယခုကမှတော့24 hour company အုပ်စုရဲ့ဥက္ကဋ္ဌဦးအောင်အောင်စောကပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။ နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြောက်ရီမြို့မခွန်ရက်ကွက်အုပ်ချုပ်ရေးမှူးလှဝင်းပြည်သက်ခံရပြီးသေသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့မခွန်ရက်ကွက်ရက်ကွက်အုပ်ချုပ်ရေးမှူးလှဝင်းပြည်သက်ခံရပြီးသေဆုံးသွားတယ်လို့ဒေတာရင်းတရင်ရင်းမြစ်တွေကပြောဆိုကြပါတယ်။ယမန်နေ့မေလ၄ရက်နေ့မွန်လွဲတနအီခန့်မှာမြောက်ရီမြို့မခွန်ရက်ကွက်အုပ်ချုပ်ရေးမှူးလှဝင်းဟာဇော်ချက်တူလမ်းတွင်းသို့ကားနဲ့ဝင်လာစဉ်မှာအမည်မသိတနက်သမားတွေကကားကိုတာပြီးပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီပြက်ကတ်တကမ်းမှုအတွင်းမှာအုတ်ချုပ်ရည်မှုလှဝင်းဟာပေါ်ခြင်းပြီးဒေဆုံးသွားခဲ့ပြီးပြက်ကတ်မှုဖြစ်ပွားပြီးခနာကြမှာအကြမ်းမဲ့စကောင်းစီတသားတွေရောက်ရှိလာပြီးအလောင်းကိုတည်ဆောင်သွားတယ်လို့သိရပါတယ်။အခုမြ ாவ ရီမျိုးအမခွန်ရက်ွက်အုတ်ချုပ်ရည်မှုလှဝင်းပြက်တက်ခံရပြီးဒေပြီလို့သိရတယ်။ဒီနေ့မနက်ပိုင်းကဖြစ်သွားတာ။ဘယ်ဘွဲတွေပြစ်တာလဲဆိုတာတော့မသိဘူး။ကားကိုတားပြီးတော့ပြစ်သွားတာလို့သိရတယ်။ပြက်ကတ်မှုဖြစ်ပြီးတော့မကြဘူး။စကွေးတွေကရောက်လာပြီးအလောင်းတည့်ထုတ်သွားတယ်လို့ဒေတာသတင်းရင်းမြစ်ကဆိုပါတယ်။အဲ့ဒီတည်သွားတဲ့အုတ်ချုပ်ရည်မှုလှဝင်းဟာပြည်သူများကိုနေမျိုးစုံနဲ့နိုင်ကျင့်နေသူဖြစ်ပြီးတော့ ပြည်သူတွေထံကနေလည်းငွေကြေးအတောင်းအယံကျန်းသူတယောက်ဖြစ်တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီနေ့ည၈နာရီခန့်မှာလည်းအကြမ်းမဲ့စစ်တပ်ရဲ့နှစ်ခွန်ငါတိုက်ရင်ကနေလက်နက်ကြီးများနဲ့ဇက်တိုက်ရန်တမ်းဖြစ်ခတ်နေပြီးတော့ဘယ်နေရာကိုကြားရောက်ပောက်ကွဲတယ်ဆိုတာကိုဒီပြူးနိုင်ခြင်းမရှိသေးဘူးလို့ဒေသနေပြည်သူတွေကပြောပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မြန်မာကုန်းတင်တင်မောတစီထိုင်းရနဝဦးရင်ထဲကတနာကြောက်တန်းကိုတိုက်မိပြီးနင်းမြုပ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါတယ်။မြန်မာကုန်းတင်တင်မောတစီဟာထိုင်းနိုင်ငံဖန်ငါးခရိုင်မှာမူဆိုဆိုရင်းအမျိုးသားဦးရင်တို့မှရှိတဲ့ န်းနာကြောက်တန်းတခုကိုဝင်တိုင်းမိကနင်းမြုပ်ခဲ့ပြီးတဲ့နောက်တဘာဝပတ်ဝန်းကျင်ကိုဆိုဆိုဝါဝါထိခိုက်စေခဲ့တဲ့အတွက်ရောကြီးဗစနက်တန်ထက်မနဲ့တောင်းခန့်ရန်ထိုင်းနိုင်ငံကလှုံ့ဆော်လျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီမြန်မာကုန်တင်တင်မော MVA ရလင်းဟာအော်ချက်ပင်လေအော်မှာရှိတဲ့တန်းနာကြောက်တန်းမှာနင်းမြုပ်နေတာကိုပြီးခဲ့တဲ့ဇွန်လတရက်နေ့မှာတွေ့ရှိခဲ့ရတယ်လို့မြူတာဦးရင်ဒေါ်ရိုင်းတရိတ်ဆန်ရဲ့တဘာဝပေါက်ပင်ထိန်ထိန်ရေးဌာန DNP ညွှန်ကြားရေးမှူးချုပ်ကပြောဆိုခဲ့ပါတယ်။အဲ့ဒီထိခိုက်ပျက်စီးခဲ့တဲ့တန်းနာကြောက်တန်းတွေထဲမှာ အပြားရောင်တန်းတာကြောက်တန်းဟာအများဆုံးထိခိုက်ပျက်စီးခဲ့ပြီးတော့ပျက်စီးမှုအလုံးရဲ့60ရက်ခန့်နှုန်းခန့်ရှိတယ်လို့ဆိုပါတယ်။အဲ့ဒီတင်မောဟာမြန်မာအာဏာပိုင်တွေကိုရှောင်ရှားရန်ဂျုံပန်းခဲ့ခြင်းဖြစ်နိုင်ပေမဲ့လက်ရှိအကြောင်းရင်းကိုရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ပြောပါတယ်။ဒါပြင်တင်မောပေါ်မှာပါလာတဲ့ပျက်စီးတွေဟာလည်းတရားဝင်ပျက်စီးတွေသာဖြစ်တယ်လို့၎င်းကအတည်ပြုပါတယ်။အဲ့ဒီတင်မောဟာရေအောက်ကြောက်ဆောင်နဲ့တိုက်မိပြီးတင်မောဝမ်ပိုက်တွင်တို့ရေတွေဆဲဝင်လာခဲ့တာကြောင့်အဲ့ဒီတင်မောရဲ့ကပ္ပတိန်ကကန်ခတ်ရန်ဂျိုးစားစဉ်တန်းနာကြောက်တန်းပေါ်မှာတောင်းတင်သွားခဲ့ခြင်းဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ်။ ဒါကြောင့်အဲ့ဒီတန်တာကြောက်တန်းရဲ့အခြေအနေများကိုစစေးရန်ရေငုပ်ခြင်းလုပ်ငန်းများအတွက်ကုန်ကြစရိတ်အပါအဝင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာဗတ်ဆက်နှစ်တန်ရှိတယ်လို့ဌာနကခန့်မှန်းတွက်ချက်ထားပါတယ်။ဒါပြင်ဥပဒေကြောင်းအရရေယူမှုတွေလုံဆောင်ထားပေမဲ့အဲ့ဒီဒီမော်ပိုင်းရှင်ဟာရောက်လာခြင်းမရှိသေးဘူးလို့လည်းပြောပါတယ်။အဲ့ဒီဒီမော်ထဲမှာဂတ်ထုပြားတွေအထည်လိုက်အပိုင်းစားတယ်။ရာဘာတိုင်ယာတွေနဲ့ရေပိုက်တွေအပါအဝင်တန်နာကြောက်တံပေါ်မှာတင်ချန်ရက်ခဲ့တဲ့အမိုက်တရိုက်များနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေလည်းရှိတယ်လို့ဆိုပါတယ်။ဒါပြင်ဒေမော်ဘောမှာရှိတဲ့ဗီလန့်မြေအိတ်၃000ဟာပင်လယ်ထဲသို့ကျသွားနိုင်တဲ့ပြင လောင်စာစီးတဲ့ရုပ်စိမ့်မဲ့အန်နေရလဲရှင်းနေတဲ့ပေါ့တာဝန်ရှိသူတွေကစိုးရိမ်လျက်ရှိပါတယ်။မောက်တုံးရာတီဖြစ်လို့ရာတီဥတုဆိုးွားတာကြောင့်ပြန်လဲထူထောင်ရေးလုပ်ငန်းများဟာနှောင့်နှေးကျန်းကျနေရတယ်လို့ဦးရမတာဝန်ရှိသူတဦးကလည်းပြောဆိုပါတယ်။ဒါကြောင့်ဌာနတည်တည်မှတာဝန်ရှိသူတွေဟာအဲ့ဒီဒင်မောဘော့ကနေလောင်စာစီးရုပ်စိမ့်မှုကိုကြိုတင်ကာကွယ်ရန်လောင်စာစီးတူလောင်ရန်ရေတက်မှရေပေါ်ကူညီကယ်ဆယ်ရေးများပေးပို့ရန်ဥပဒေအကြောင်းအရာရေးယူဆောင်ရရန်တဘာဝပတ်ဝန်းကျင်ပြန်လဲထူထောင်ရန်စီစဉ်များနဲ့ပတ်သက်ပြီးတော့ဆုံးနွေးခဲ့ကြပါတယ်။ဒါပြင်ကြေညာစနစ်ပြန်လဲထူထောင်ရေးအတွက် အဲ့ဒီအခင်ဖြစ်ပွားရနေရာကိုယာယီပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်တော့ဇာစုကြည်လုံမြောက်ရေးဖြီးတိန်လွန်လူးလာဆိုတဲ့ဆောင်းမရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။မြန်မာမှာဖြစ်ပေါ်နေတဲ့စကားရနဲ့ပင်ပေါ်ပြားနိုင်စွမ်းမရှိတဲ့အဖြစ်အစိုးတွေတွင်ကိုရန်ကိုကြဝင်ရောက်ဖြေရှင်းပေးရန်နဲ့ဒေါ်ဇာစုကြည်ရဲ့ဒါဖြစ်သူနဲ့တွဲဆုံရန်ဖြီးတိန်ဝန်ကြီးချုပ်စာကီယာစတာမာကိုတောင်းဆိုမှုတွေကျဲလောင်စွာထွက်ပေါ်လာနေတယ်လို့လန်ဒန်မှာထုတ်ဝေတဲ့အင်ဒီပန်ဒန့်သတင်းစာကြီးမှရေးသားလာခဲ့ပါတယ်။ဒါက2020ရွေးကောက်ပွဲမှာ ပြည်သူတရားလုံးတခဲနဲ့ရွေးချယ်တင်မြှောက်ခဲ့တဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါရှိခြင်းမရှိသေးပါဘူး။မယောင်းနိုင်ရဲ့ခြေပြက်လက်ပြက်ဒုက္ခိတရွေးကောက်ပွဲရဲ့လာရကိုရှင်းလင်းသိတာလာစေပါတယ်။ထောင်တန်း၂၉နှစ်ဂျာခန့်နေရတဲ့နိုင်ငံတော်တိုင်ပင်ခံဒေါံဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသား၂၂000ရဲ့ရင်ဆိုင်နေရတဲ့အခြေအနေများဖော်ပြထားတဲ့စီရင်ကန်စာထွက်ပေါ်လာခြင်းတွေကြောင့်ကာလကြာမြင့်စွာအိမ်မောကျနေတဲ့ဗြိတိရှားနိုင်ငံကြီးတမားတွေလူလွန်လာခြင်းပင်ဖြစ်ပါတယ်။ ဒီစီရင်ကစားဟာနိုင်ငံရေးကျင်းသားများရဲ့အခြေအနေများကိုတမကရဲသားများကိုလေကြောင်းနဲ့မြေပြင်တိုက်ပွဲများတွင်းမှာတပ်ဖြတ်ခဲ့မှုများကိုလည်းကွက်ကွက်ကွင်းကွင်းပေါ်ပြထားတာဖြစ်ပါတယ်။အဲဒီထဲမှာလူစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ခြင်းခေါင်းဖြတ်ခြင်းကွမျက်ခြင်းအာရမပြုခြင်းခံရခြင်းများပါဝင်နေပါတယ်။ဒါပြင်ဆဲဟုစုရဲ့ရိုဝင်ဂျာများပေါ်ကျူးလွန်ခဲ့တဲ့အကြံဖတ်မှုများပေါ်စန်းကျင်ရှုံချခဲ့ခြင်းမရှိလို့ဆိုကနိုင်ငံတကာမှာတူမနဲ့ပတ်သက်လို့ငြင်းပွားစရာဖြစ်လာပါတယ်။ဒေါ်စာစုကြည်နဲ့ပတ်သက်ပြီးဒီဇင်ဘာလအတွင်းထွက်ပေါ်ခဲ့တဲ့ The Horizon Force Out အောင်စံစုကြည်မှတ်တမ်းရုပ်ရှင်မှာနိုင်ငံရဲ့ခေါင်းဆောင်တအူးကိုဝေဖန်ဖို့ဆိုတာမဖြစ်နိုင်ပေမဲ့ဒီမှာလွန်မြောက်ရေးအတွက်လည်းကျွန်တော်တို့ကမ်ပိန်းတရဆင်နွေးရန်လိုတယ်လို့ William Hague ကပြောဆိုပါတယ်။အဲ့ဒီ William Hague ဆိုတာဟာဒေါ်အောင်စံစုကြည်2012လန်ဒန်သို့ရောက်လာခဲ့စဉ်ကကြိုဆိုခဲ့သူဖြစ်ပါတယ်။ယခုနှစ်အစောပိုင်းကဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy ဟာ Independent သတင်းစာမှပင်ဒေါ်အောင်စံစုကြည်ကိုလွှတ်ပေးရန်စစ်ကောင်ဆောင်များကိုတိုက်ရိုက်တောင်းဆိုခဲ့ပါတယ်။ ဒါကနိုင်ငံခြားရေးဝန်ကြီးတဦးအနေနဲ့ပထမဆုံးချိန်စိတ်အားထက်သန့်စွာနဲ့တမိုင်းတွင်မဲ့တောင်းဆိုချက်ကိုထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။ဒါပြင်မြန်မာပြည်သူများအားလည်း၎င်းတို့နဲ့ထိုက်တန်လာတဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအရေးကိုဖန်တီးပေးရန်လည်းပန်ကြားခဲ့ပါတယ်။လက်ရှိထွက်ပေါ်လာတဲ့စီရင်ခန်းစာကိုပြုစုခဲ့တဲ့ရခိုင်ဝန်ကြီးဟောင်းနဲ့ကွန်ဆာဗေးတစ်ပါတီလူခွင့်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်ခဲ့သူတင်လာတမ၎င်းတို့ရဲ့စုံစမ်းတွေးရှိခဲ့မှုတွေဟာငလျင်ကြီးနဲ့တူမြန်မာပြည်မှာဆူဆူဝါးဝါဖြစ်ပေါ်နေတဲ့လူခွင့်ရေးချက်တဲကြီးကိုအေးအေးယူဆောင်ရွက်ရန်လုံလုံပေးလိုက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ၎င်းရဲ့အစီရင်ခံစာအားလဲဂူလာလူခွင့်ရေးကော်မရှင်နာမင်းကြီးပြောခဲ့တဲ့စကားရနဲ့ပင်ပြောလို့မရတဲ့အဖြစ်ဆိုးကြီးလို့ခေါင်းစဉ်တက်ထားခဲ့ပါတယ်။ဂူလာမင်းကြီးမှဘယ်တော့မှမပြီးဆုံးနိုင်တဲ့အိမ်မက်ဆိုးလို့လဲခေါ်ဆိုခဲ့ပြီးဒါဟာအဆိုးဆုံးပုံစံနဲ့လူမဆန်မှုတွေကိုကြုံတွေ့ခဲ့ရတာကြောင့်မကန်မရန်နိုင်အောင်ဒုက္ခရောက်ခြင်းနဲ့ရဆက်ကြမ်းကြုတ်ခြင်းများကိုဖြစ်ပေါ်စေတယ်လို့လဲဆိုပါတယ်။ရကိုးကဘီတိတ်မှဥဆောင်ပြီးနိုင်ငံတကာမှအဆိုးပါအိမ်မက်ဆိုးကြီးကိုဆုံးသက်သွားအောင်အချိန်မြင့်ကြိုးပမ်းရမယ့်အချိန်ကျလာပြီလို့ဆိုပါတယ်။လူမဆန်စွာရရဆက်ဆက်ကျူးလွန်ခဲ့သူတွေကို ၎င်းတို့ရဲ့ရာဇဝတ်မှုမကင်းတဲ့လောရက်များအတွက်တာဝန်ခံလာအောင်လုပ်ရမယ်လို့လည်းထည့်ပြောသွားခဲ့ပါတယ်။ကွန်ဆာဗေးတစ်ပါတီကော်မရှင်ရှေးမောက်မှထွက်ဆိုခဲ့သူဟာဒေါ်ဇာဆူကြည်ရဲ့ဒါဖြစ်သူကင်အဲရစ်ကိုထိန်လင်းဈေးပွားရေးပအောင်ကအကြံပေးရှောင်းတာနေနဲ့ဂူလာလူခွင့်ရေးတာဝန်ခံတွင်တို့လိုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြောမပြနိုင်အောင်ခြေခွဲပွဲကန်ဆိုးမိုးမောင်းကြနေတဲ့အဖြစ်ဆိုးကြီးနဲ့ရင်ဆိုင်နေရတဲ့ချိန်မှာမြန်မာပြည်သူများအတွက်ရှေးမောက်ဥဆောင်ပြီးပို့ပြီးတော့ပြင်းပြင်းထန်ထန်ပြောဆိုရည်တည်ပေးသွားရန်လည်းပြည်ထောင်စုရကိုတိုက်တွန်းထားပါတယ်။ ဒါပြင်နိုင်ငံတကာအနေနဲ့လက်နက်ရောင်းချမှုပိတ်ပင်ရတဲ့ဗန္ဒာရေးရရှင်းနေမှုများဖြတ်တောက်ပြရန်လည်းတောင်းဆိုထားပါတယ်။ဒါပြင်မြန်မာရေးအတွက်ဗြိတိန်မှလုံခြုံရေးကောင်းစီစီဝေခေါ်ယူပေးရန်လည်းစီရင်ခံစာမှာပါရှိလာပါတယ်။လမ်းမီမတိုင်ခင် လော်ဟိတ်အပါအဝင်ဗြိတိရှားနိုင်ငံသားရဲ့ဝင်ကြီးဟောင်း၃ဦးမှဒေါင်ဆန်စုကြည်လုံမြောက်ရေးအတွက်တောင်းဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။လော်ထိန်မှဒေါင်ဆန်စုကြည်ဟာဒီမိုကရေစီအတွက်အင်အားတရဖြစ်ခဲ့တာကြောင့်ဒူမားကိုလုံခြုံစစ်ဆေးထားတဲ့အမှုများနဲ့ချင်းချထားခြင်းဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ ပြည်သူတွေရဲ့တရားတော်တွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတည်နားဆင်ကြတဲ့တရင်ပြတ်တက်များကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်သူမိပါတရင်တော်လိုင်းရဲ့ဘက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှင်လန်းချမ်းမြေကြပါစေခင်ဗျာ။